မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ကခြေလှမ်းမဲ့ရွေးကောက်ပွဲကိုစတင်ဖို့အာဆီယံနဲ့နိုင်ငံတကာကို HRW တိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အရှိတောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံနဲ့နိုင်ငံတကာအတိုင်ဝန်အနေနဲ့အာနာတိန်စစ်တပ်ကတဖက်သက်ခြေလှမ်းကျင်းပမဲ့ရွေးကောက်ပွဲကိုအတိအလင်းစတင်ပေးဖို့လူခွင့်ရေးစောင့်ကြည့်အဖွဲ့ HRW ကတိုက်တွန်းတောင်းဆိုခဲ့ပါတယ် စစ်ကောင်စီကအပိုင်းလိုက်ကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲတွေကိုဒီဇင်ဘာလကုန်ပိုင်းမှာစတင်မယ်လို့ကြေညာထားပါတယ်။ဒါပေမဲ့နိုင်ငံတကာဒီမိုကရေစီရေးအင်အားစုတွေကတော့အတိုက်ခံအင်အားစုတွေကိုဖမ်းဆီးချုပ်နှောင်ထားပြီးတဖက်သက်ကျင်းပမယ်အဲ့ဒီရွေးကောက်ပွဲဟာစစ်မှန်မှုမရှိနိုင်ကြောင်းဝေဖန်ထားပါတယ်။ HRW ကတော့အခုလာတဲ့မှာမလေးရှားနိုင်ငံကွာလာလပူမြို့မှာကျင်းပမယ်အာဆီယံထိပ်သီးညီလာခံနဲ့အရှေ့အာရှထိပ်သီးညီလာခံတွေအတွင်စစ်ကောင်စီရဲ့ရွေးကောက်ပွဲတွေအတွင် နိုင်ငံတကာကောင်ဆောင်ပြီးအနေနဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအတိအလင်းဆန့်ကျင်ရည်တည်ပြဖို့ပြီးခဲ့တဲ့သတင်းပတ်ကုံမှာတိုက်တွန်းခဲ့တာဖြစ်ပါတယ်။အာဆီယံမိတ်ဖက်တွေနဲ့အရှေ့အာရှထိပ်သီးညီလာခံတက်ရောက်မဲ့နိုင်ငံတွေစီလိမ့်မှုတဲ့အိတ်ဖွင့်ပေးစာမှာတော့ HRW ကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုကြဘုံစစ်ဗိုလ်ချုပ်တွေကိုတန်တမာရေးအရပုံမှုအဆက်အသွယ်ဖျက်တောက်ထားကြဖို့တောင်းဆိုခဲ့ပါတယ်။မြန်မာစစ်တပ်ရဲ့ကြမ်းတမ်းရက်စက်တဲ့လုပ်ရက်တွေဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းအာရှတပ်ရဲ့အကြီးမားဆုံး လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်တွေအစုလိုက်ရွှေ့ပြောင်းရမှုတွေကိုဖြစ်ပေါ်လာစေတယ်လို့ HRW ကပြောပါတယ်။လူပေါင်း3.5တန်းလောက်ကိုနေရဆွန့်ခွာထွက်ပြေးစေခဲ့ပြီးတန်းနဲ့ချီတဲ့ပြည်သူတွေကိုစိုးရွားတဲ့အစားလောက်မှုအငတ်ဘေးမျိုးကြုံစီခဲ့တဲ့မြန်မာစစ်တပ်ကအဲ့ဒီရွေးကောက်ပွဲကိုကြီးမှုမှဖြစ်တာကြောင့်နိုင်ငံတကာအတိုက်အဝန်းအနေနဲ့ယုံကြည်အသိအမှတ်ပြုတာမျိုးလုံးဝမဖြစ်တင်ကြောင်း HRW ကထောက်ပြချပါတယ်။ ပြီးတော့ဇူလိုင်30ရက်နေ့တုန်းကရွေးကောက်ပွဲကိုကာကွယ်ဖို့ဆိုတဲ့အကြောင်းကြားချက်နဲ့ထုတ်ပြန်တဲ့ဥပဒေထဲမှာရွေးကောက်ပွဲကိုနှောက်ယှက်သူဖြက်စည်းသူဝေဖန်သူတွေကိုတေတံအထိပြင်းထန်တဲ့စီရင်ချက်တွေချမှတ်နိုင်ကြောင်းမမျှမတသတ်မှတ်ထားတာကိုလည်း HRW ကမိမောင်းထုတ်ပြခဲ့ပါတယ်။စက်တင်ဘာလမှာတော့ရွေးကောက်ပွဲကိုအွန်လိုင်းကနေရေးသားဝေဖန်မိသူတအူဟာအဲ့ဒီဥပဒေကြောင့်အလုပ်ကျန်းတဲ့ထောင်ဒဏ်9နှစ်ချမှတ်ခံခဲ့ရပါတယ်။ပြည်သူတွေအပေါ်အဖက်ဖက်ကဖိနှိပ်ထားပြီးတရားမဝင်နီးလန့်တဲ့နိုင်ငံအာဏာကို ချုပ်ကင်ထားတဲ့အစုအဖွဲ့တစ်ခုကကျင်းပမဲ့ရွေးကောက်ပွဲရဲ့တရားဝင်မှုကိုအာဆီယံကောင်ဆောင်တွေကခြွင်းချက်မရှိပယ်ချညင်းပယ်ဖို့လိုကြောင်းလည်း HRW ကတိုက်တွန်းသွားပါတယ်။ HRW ဟာမကြသေးခင်ကမြန်မာဒုက္ခသည်တွေကိုပြည်တွင်းမှာအခြေချပြီးအလုလုခွင့်ပေးခဲ့တဲ့ထိုင်းအစိုးရရဲ့ဆုံဖြတ်ချက်နဲ့ပတ်သက်လို့လည်းချီးကျူးသွားခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးကြောက်ဖြူတွင်အာရကတပ်တော် AA ကလက်နက်ကြီးနဲ့ဒရုန်းတို့ဖြင့်တိုက်ခိုက်၍32ရဲတပ်ရင်းနှင့်လက်နက်အထိုင်းစက္ကန့်တစ်ခုတွင် ထိခိုက်ဒေဆုံမှုရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တွင်အာရခတပ်တော် AA ကရခုရပိုင်းအတွင်လက်နက်ကြီးကြီးနှင့်ခြုံတို့ဖြင့်တိုက်ခိုက်ပြီး32ရဲတပ်ရင်းနှင့်လက်နက်အထိုင်စခန်းတို့ကြားရောက်၍ထိခိုက်ဒေဆုံမှုရှိနေသည်ဟုဒေသခံစစ်ရေးသတင်းရင်းမြစ်များကပြောဆိုပါတယ်။ ကျောက်ဖြူမြို့နယ်တွင်အေအေကဒရုန်းဖြင့်ပစ်ခတ်ပြီးကျောက်ဖြူမြို့အနီးရှိအချမ်းဖက်စစ်တပ်၏အမှတ်32ရဲတပ်ရင်းထဲမှစစ်သည်အင်အား40ခန့်ထိခိုက်ဒဏ်ရာရရှိပြီးတေဆုံးသွားသည်ဟုမြို့ကန်တအူးကသတင်းဌာနကိုအတည်ပြုပြောဆိုထားပါသည်32ရဲတပ်ရင်းကိုဒရုန်းကြတာမနေသေးတဲ့ဒဏ်ရာရတဲ့သူတွေကိုအိမ်စီက3စီးလောက်နဲ့ခလာရ34ကိုပို့တာတွေ့တယ်လူတွေပြုတ်သိမ့်နေတယ်တည်တဲ့သူတွေကိုတော့ Navy နဲ့ငလောက်ပွေးကနေပို့တယ်ဘယ်ကိုပို့လဲမသိဘူးတစ်ပုတ်တောင်ဘက်ကိုဖြစ်ဖို့များတယ်ဟုပြောပါတယ် ရှင်းပြင်းအေအေကပြစ်ခတ်လိုက်သည့်လက်နက်ကြီးကြီးသည်လည်းကြောက်ပြူမျိုးနှင့်ဆိုင်းချောင်းနှင့်တစ်ပုတ်တောင်လမ်းစုံတွင်အထိုင်ချထားသည့်အကြံဖက်စစ်တပ်၏လက်နက်ကြီးအထိုင်စခန်းသို့ကျရောက်ခဲ့ပြီး60ကျော်ခန့်တိစုံထရန်ရမှုများရှိခဲ့သည်ဟုစီရီသတင်းရင်းမြစ်တအူးကသတင်းဌာနကိုပြောပါရယ်။သုံးခါစုံမှအခုသူတို့လက်နက်အထိုင်စခန်းနောက်လုထားပြီးအဲ့ဒီနေရာမှကျတာလက်နက်ကြီး60 80လောက်ရှိမယ်။တည်တဲ့သူကတည်ဒဏ်ရာပြင်းထန်ရတဲ့သူတွေလည်းပါတယ်ဟုပြောပါရယ်။တိစုံထိခိုက် သူတွေထဲမှာအရာရှိအချို့ပါဝင်သည့်သတင်းများထွက်ပေါ်နေတော့လေသတင်းဌာနအနေဖြင့်တိကျတည်ပြနိုင်ခြင်းမရှိသေးပါဘူး။ကြောက်ဖြူမြို့နယ်တွင်အေအေထိန်ချုပ်နေမိများကိုထိုးစစ်ဆင်နေသည့်အကြံဖတ်စစ်တပ်သည်အေအေဤလျက်ရက်ပြက်ဝင်ရောက်တိုက်ခိုက်မှုများကြောင့်အကြာဆုံးများနေသည်ဟုသိရပါသည်။သို့သောရေချောင်းမှစစ်ရည်ရင်များဖြင့်လက်နက်အင်အားလူအင်အားကိုဖြည့်တင်ကချက်မှန်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုသိရပါသည်။တစ်ပုတ်တောင်ရေတပ်မှစစ်ကြောင်းကိုအေအေကကြားဖြတ်တိုက်ခိုက်သည့်ဖြင့်တစ်ပုတ်တောင်တိုက်နယ်ကုလပါကြီးရွာနှင့် တောင်ချောင်းဘက်ဝင်းကျင်၌တိုက်ပွဲများပြင်းထန်နေသည်ဟုလည်းသိရပါသည်။အလားတူမလာကျိုးနှင့်ရဲတပ်ရင်၃၂မှစစ်ကြောင်းတို့သည်ကြောက်ဖြူဇင်ချောင်းကားလန်ချောင်းဝရွာသို့ဦးတီကစစ်ကြောင်းထိုးနေပြီးအေအေကကြားဖြတ်တိုက်ခိုက်မှုကြောင့်ဂေါ်ဒူတောင်ဘက်ဝင်းကျင် ကုလပါနှင့်ချောင်းဝရွာကြားဘက်ဝင်းကျင်တို့တွင်နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်ဟုသိရပါသည်။ဆလပီညင်းချံမျိုးနဲ့ရေချောင်းစစ်စေးရေကဲရှိအကျံဖက်စစ်သင်္ဘောများကိုတော်လန်ရေးအဖွဲ့ချုံဖြစ်ဖုံကျဲတိုက်ခိုက်တယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် မန္တလေးတိုင်းမြင်းချံမြို့နယ်ကအကြံဖတ်စစ်တပ်ရဲ့ရေချောင်းစစ်ဆေးရိတ်ကိတ်စိတ်ညံရေးတင်ယုံကိုအကြံဖတ်စစ်သင်္ဘောတွေရောက်ရှိစိုက်ကတ်ထားချိန်ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ရေစကြိုတပ်ပေါင်းစုကဒီနေ့မှထုတ်ပြန်ပါတယ်။အဆိုပါစိတ်ကန်းကိုရောက်ရှိနေတဲ့အကြံဖတ်စစ်သင်္ဘောတွေကိုအော်တိုဘာ12ရက်ညပိုင်းအချိန်မှာဒရုန်းကိုအသုံးပြုပြီးဘုံတိလေးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်စစ်အုပ်စုရဲ့စစ်ရရင်ပေါ်ကိုတဲ့တဲ့ကြထိမှန်ပြီးအကြံဖက်စစ်သားလေးယောက်ထိခိုက်ဒဏ်ရာရရှိကာတင်းဖို့ဥကောင်းမှုပျက်စီးသွားတယ်လို့သိရပါတယ် အကျန်းဖက်စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့တရက်ဆက်ပြန်လည်ဖိခတ်ခဲ့ပေမယ့်ဒေါ်လန်ရဲရဲဘော်တွေထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။အဆိုပါစစ်စင်ရေးကိုရေစကြိုတပ်ပေါင်းစုနဲ့ Avan Underground Revolution Force YSO drone တပ်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဆလပီနာမည်ဆိုးနဲ့ကြော်ကြတဲ့ကြားဖြန့်စင်တာ KK Bat ကိုစစ်ကောင်စီတပ်ကဝင်စီးပြီးလူပေါင်း2200နီးပါးကိုဖမ်းဆီးရမိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်ကကရင်ပြည်နယ်မြဝတီမြို့အနီးမှာနမိတ်ဆိုးနဲ့ကြော်ကြားတဲ့ဂျာဖြန့်စင်တာ KK Bat ကိုစစ်ကောင်စီတပ်ကဝင်ရောက်စီးနှင်းရှင်းလင်းခဲ့ရာလူပေါင်း2200နီးပါးကိုဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီတပ်ရဲ့သတင်းစာရိကမနေ့ကအောက်တိုဘာ19ရက်နေ့မှာထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်က KK Bat စင်တာကိုဝင်ရောက်စီးနှင်းခဲ့ရမှာတရားမဝင်ဆက်သွယ်မှုဆောင်ရွက်ဖို့ရည်ရွယ်တက်ဆင်ထားတဲ့ Starlink ဆလောင်းအစုံအလုံး30နဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်စီရမိခဲ့တဲ့အပြင်ဆောက်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်စေလုံး နှစ်ထပ်တိုက်100လုံး၊၄ထပ်တိုက်20လုံးနဲ့၅ထပ်တိုက်1လုံး၊တစ်ထပ်တိုက်စီးဆိုင်ခန်20လုံး၊နှစ်ထပ်တိုက်စီးဆိုင်ခန်30လုံး၊တစ်ထပ်တိုက်915လုံး၊နှစ်ထပ်တိုက်920လုံး၊၄ထပ်တိုက်910လုံး၊စောက်လုပ်စဲနှစ်ထပ်တိုက်21လုံး၊၃ထပ်တိုက်10လုံး၊၄ထပ်တိုက်9လုံး၅ထပ်တိုက်၅လုံးနဲ့တစ်ထပ်တိုက်စေပေကန်နှစ်ခန်းတို့ကိုထိန်းစီရမိခဲ့တယ်လို့စစ်ကောင်စီတပ်ကဆိုထားပါတယ်။ အဆိုပါအဆောက်အုံတွေအထက်ကအလုတ္တမအမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးကြာ68ဦးအပါဝင်စုစုပေါင်း2198ဦးတို့ကိုလည်းစစ်ကောင်စီတပ်ကဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီ KK ပတ်ဝန်းအတွင်းမှာအဆောက်အုံတွေဆောက်လုပ်ထားရှိမှုရေးပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်အစိုးရရဲ့တရားဝင်ခွင့်ပြုမိန်ဒီပိုင်ဆိုင်ခွင့်အထောက်အထားဟိုတယ်နဲ့ခီးသွွာလာရရဲ့ဆောက်လုပ်ခွင့်ခွင့်ပြုမိန့်တွေနဲ့ပတ်သက်ပြီးတော့တရားဝင်စာရွက်စာတမ်းတွေကိုစစ်ဆေးတွေ့ရှိတာမရှိတာကြောင့် က်ဆိုင်ရာတာဝန်ရှိသူတွေကိုစင့်ခေါ်ရမှာလဲလာရောက်ခဲ့တာမရှိတဲ့အတွက်လိုအပ်တဲ့အရေးယူမှုတွေဆက်လက်လှောက်ဆောင်သွားမှာဖြစ်တယ်လို့လည်းစစ်ကောင်စီကဆိုပါတယ်စစ်ကောင်စီတပ်ဟာ KNLA PDF တို့ထိန်းချုပ်ထားတဲ့ 6K ကော်မြူတစ်ကိုပြီးခဲ့တဲ့အောက်တိုဘာ9ရက်မှာပြန်လည်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးကြားဖြန့်စင်တာဖြစ်တဲ့ KK ဘက်ကလည်းတပြိုင်နက်တည်းဝင်ရောက်ရှင်းလင်းနိုင်ခဲ့တာဖြစ်တယ်လို့စစ်ကောင်စီတပ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ကြားဖြန့်စင်တာလို့နမေဆူးနဲ့ကြောကြတဲ့ KK ဘက်ကို BGF ရဲ့ဗိုလ်မှူးချုပ်စောတင်ဝင်ကအဓိက ထိန်းချုပ်ဦးဆောင်ပြီးလက်ပတ်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီးမြန်မာနိုင်ငံတွင်ပြစ်ခတ်တိုက်ခိုက်မှုများရက်တရံပုတ်ရဟန်းမင်းကြီးလီယိုဟစ်ကပန်ချလိုက်ပြီးဆွေးနွေးပွဲများပေါ်ပေါက်စေရန်စုတောင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်ပြစ်ခတ်တိုက်ခိုက်မှုများရက်တရံပုတ်ရဟန်းမင်းကြီးလီယိုကပန်ချလိုက်ပြီးဆွေးနွေးပွဲများပေါ်ပေါက်စေရန်စုတောင်းပါကြောင်းပုတ်ရဟန်းမင်းကြီးလီယိုဟစ်ကမိန့်ကြားသည်အော်တိုဘာလ19ရက်နေ့တွင်ပြုလုပ်သည့် သူတော်စင်တစ်ခုနှစ်ပါးကိုထုတ်ပြန်ကြေညာသည့်ခွေးပြူစုတောင်းပွဲတွင်ပုံရဟန်းမင်းကြီးလီယိုခေကအထက်ပါအတိုင်းမိန့်ကြားခဲ့ခြင်းဖြစ်ပြီးမြန်မာစစ်တပ်နှင့်တော်လရေးတပ်များအကြားတိုက်ပွဲများရပ်တန့်ရန်ပန်ကြားပါကြောင်း2021ခုနှစ်ကလေးကစတင်ဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ပွဲများအမြန်ဆုံးရပ်ဆိုင်ရန်တောင်းဆိုလိုကြောင်းပုံရဟန်းမင်းကြီးကမိန့်ကြားပါတယ် မြန်မာပြည်မှာဖြစ်နေတဲ့တဲ့ရင်တွေကအင်မတန်စိတ်နှလုံးထိခိုက်ရပါတယ်။အကြံဖတ်မှုတွေနဲ့လုံခြုံမှုမရှိဘဲအခက်အခဲများစွာကြုံတွေ့နေရသူတွေရဲ့စိတ်ဝိညာဉ်နဲ့တထက်တဲခံစားရပါတယ်ဟုဖိုယဟမ်းမင်းကြီးလီယိုဟစ်ကဆိုပါတယ်။မြန်မာနိုင်ငံတွင်ချက်ချင်းအပြစ်ခတ်ရစေရေးလှုံ့ဆော်ကြပြီးဆက်လက်မပါသောဆွေးနွေးပွဲများပေါ်ပေါက်လာစေရေးဆုတောင်းနေကြောင်းသူကဆက်ပြောပါတယ်။ ဖယားသခင်ကခေါင်းဆောင်အားလုံးကိုတရားမျှတပြီးရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မယ့်ဉာဏ်ပညာနဲ့ဇွဲလုံးလကိုပေးသနာပါစေဟုပုတ်ရဟန်းမင်းကြီးလီယိုဟစ်ကမိတ်ဆိုပါတယ်။